လူစိတ်ဝင်စားမှုများပြီးတော့ပတ်စံရှာလို့ရတဲ့ animation video လုပ်နည်းလေးကိုကျွန်တော်ဒီ video မှာမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားတဲ့လူတွေကဒီ video လေးကိုအစဆုံးလိုက်ကြည့်လိုက်ပါ။ကျွန်တော်အစအဆုံးတေချာလေးလုပ်ပြထားဖြစ်ပါတယ်။အခုစိတ်ဝင်စားသူလေး video လေးကိုဆက်ကြည့်လိုက်အောင်ဗျာ။ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ software နှစ်ခုလိုအပ်ပါတယ်ပထမတော့ Adobe Express ပါနောက်တစ်ခုကတော့ InShot ပါ InShot ဆိုတာတော့ကျွန်တော်တို့ကဒီဟို character နှစ်ခုသုံးခုကွဲတဲ့အခါမှာဒီ InShot နဲ့လုပ်ပါတယ်အဲ့တော့ကျွန်တော် InShot ရဲ့အရင်ဝင်လိုက်ပါတယ်ဗျ InShot နဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော် video နှိပ်ပါမယ် โอเควิดีโอနှိပ်ပွားလို့ရှင်တော့ကျွန်တော်အပောင်းလေးနှိပ်ပြီးတော့ကိုလုံးမဲ့ဟာသလုံးမဲ့ဗီဒီယိုလေးယူလိုက်ပါတော့ကျွန်တော်ဒီမှာဟာသလုံးမဲ့ဗီဒီယိုလေးတစ်ချက်ယူလိုက်ပါတယ်ပြီးရင်တော့အမှန်ချစ်လေးနှိပ်လိုက်ပါအပြတ်โอเคအဲ့တော့ဒီဗီဒီယိုလေးကကျွန်တော်တို့ဒီ in short လေးရောက်ပြီပေါ့နော်ဒီဟာသလေးကိုကျွန်တော်ကဒီကနေပြီးတော့ animation လုပ်မှာပေါ့နော်โอเคဒီမှာဆိုလို့ရှိရင်တော့မကိုက်တာ2မျိုးပါပေါ့နော်2ယောက် ြောတာပါလေအဲ့တော့ကျွန်တော်တို့ကဗီဒီယိုနှစ်ပုဒ်လုပ်ဖို့လိုပါလေအဲ့တော့ဥမောပြောတဲ့ဇာတ်နဲ့နောက်ထပ်တယောက်ပြောတဲ့ဇာတ်ကိုကျွန်တော်တို့တရားနေပြောအပိုင်းခွဲလိုက်မယ်နော်အပိုင်းခွဲလိုက်ပါမယ်အဲ့တော့ဒီမှာကျွန်တော်ပြန်ဖွင့်ပြပါမယ်ကဲအဲ့တော့သူစကားပြောနေမှာပုတ်ခတ်ပြီးမပြောနဲ့ဆိုတဲ့နေရာမှာရက်လိုက်မယ်နော်နောက်တစ်ယောက်အတန်မလာခင်ဒီပထမပြောတဲ့တယောက်ရဲ့အတန်ကိုကျွန်တော်တို့ကရက်လိုက်မှာဖြစ်ပါတယ်အဲ့တော့ပြန်ကြည့်လိုက်ပါမယ် အဲပောက်ခတ်ပြီးတော့မပြောနိုင်ဆိုတဲ့နေရာမှာနော်အဲဒီနားလောက်မှာပေါ့โอเคအဲ့နားလောက်မှာဆိုရင်ကျွန်တော်တို့ဒီကောင်တစ်ချက်နိုင်မယ်ပြီးရင်သူ့ကျွန်တော်တို့ split ဆိုတာလေးနဲ့နဲ့လဲပါဖြစ်ပါတယ်အဲ့တော့ဒီမှာ split ဆိုတာလေးရှိပါတယ်အဲ့ဒီ split လေးတစ်ချက်နှဲ့လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်အပိုင်းကွဲသွားပြီပေါ့နော်ဒါဥမောပြောတဲ့ဇာကဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်သွားမယ်ဗျအာမနခမွေးဆွေးနေလိုက်မှာဒါနောက်တစ်ယောက်ပြောတဲ့စကားပေါ့နော်အဲ့နေရာမှာကျွန်တော်တခုတစ်ဖြည့်ဖြည့်မယ် ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့ဒါလေးတော့နည်းနည်းလေးကိုကတေချာလေးလုပ်ပေးဖို့လို့ဒါဆိုလို့ရှိရင်တော့ဗီဒီယိုအပိုင်းနှစ်ပိုင်းဖြစ်သွားပြီပေါ့နော်ဒါကဥမောပြောတဲ့စကားဒါနောက်တစ်ယောက်ပြောရဲပြီးဥမောပြောတဲ့စကားအပြင်နားထောင်မယ်ဟုတ်ပြီဒီနားလေးမှာပေါ့နော် ပြန်ဖြတ်မယ်နော်ပိတ်ထားဆိုတဲ့အတံမရောက်ခင်ပေါ့နော်အဲဒီနားလေးမှာပြန်ဖြတ်လိုက်မယ်โอเคအဲ့တော့ကျွန်တော်တို့ကစကားပြောတဲ့ဟာလေးတွေကိုတစ်ချက်နားထောင်ပြီးတော့အဲသူပြောတဲ့ လူနှစ်ယောက်ပြောရဆိုရင်အဲ့နှစ်ယောက်ပြောတဲ့စကားကိုတလှည့်စီအဖြတ်လိုက်မယ်ပေါ့နော်အဲပိတ်ထားဆိုတဲ့နေရာလေးမနော်โอเคအဲ့ဒါလေးဖြတ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနားမှာတော့ကျွန်တော်လူနှစ်ယောက်ဖြစ်တဲ့ကြောင့်မလို့အနှစ်ယောက်ပဲမနောက်ကဒီဟာသမိကတော့မိပြီတော့တော့မယူတော့ပေါ့နော်โอเคအဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ဒီမှာဥမော့ပြောတဲ့စကားရှိမယ်နောက်ထပ်တယောက်ပြောတဲ့စကားရှိမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်တယောက်ဗီဒီယိုအရင်ယူရမယ်ကျွန်တော်ကတော့ဥမော့ဗီဒီယိုအရင်ယူမှာဖြစ်တဲ့ကြောင့်မလို့ဒီမှာ ကဲဒါဥမောဗီဒီယိုအဲ့တော့ဥမောအတန်ပဲယူမယ်အဲနောက်တယောက်ရဲ့အတန်အောင်ကြတော့ကျွန်တော်ကဒီမှာအတန်ခလုတ်လေးနှိပ်ပြီးတော့ပိတ်လိုက်မယ်အဲဟုတ်ပြီနော်မအတန်ခလုတ်လေးနှိပ်ပိတ်လိုက်မယ်ပြီးရင်ဒီမှာဥမောရဲ့အတန်လာတယ်ဥမောရဲ့အတန်လာလို့ရှိရင်အဲ့တိုင်းပဲထားမယ်ပြီးရင်နောက်တစ်ပိုင်းတခြားတယောက်ပြောတဲ့အတန်ကြတော့ကျွန်တော်ပိတ်ချလိုက်မယ်ပြောချင်တာကကျွန်တော်တို့ကအတန်အောင်အလှဲ့ကြပါဗျာဒါလေးဖိထားလိုက်အလှဲ့ကြဒီမှာဥမောစကားပြောမယ် အဲဥမောအတံပဲထားမယ်နောက်အတံပိတ်ထားမယ်ဥမောအတံပဲထားမယ်နောက်အတံပိတ်ထားမယ်အဲဆိုရင်ဥမောပြောတဲ့စကားအတံနေကြီးပဲကျွန်တော်တို့ဒီမှာလာမယ်ဗောဗျာမှကြည့်လိုက်เออนาวเดียวอดันเป็ดตัวอยู่เนาะโอเคเออแล้วဒီမှာဆိုလို့ရှိရင်ဥမော့ပြောတဲ့အတန်နေပြီပဲလာတယ်ကျန်တဲ့အတန်မပါဘူးအဲ့တော့အဲ့ဒီအတန်ကြီးမှာကျွန်တော်တို့တပုတ်ထုတ်မယ်မ export ဆိုတာလေးနှိပ်လိုက်မယ်เนาะပြီး export လုပ်လိုက်မယ်ဒါကိုကျွန်တော်တို့ဗီဒီယိုတပုတ်ထုတ်လိုက်ပြီပေါ့เนาะ ကဲဒီကောင်နဲ့ဗီဒီယိုတပုတ်ထုတ်ပါရဆိုလို့ရှိရင် နောက်ပြန်ဆုတ်လိုက်မယ်ခုနနေရာပြန်ဝင်မယ်ဒီနေရာမှာတော့ကျွန်တော်တို့နောက်တစ်ခုပေါ့နော်ဒီခါတော့ဥမော့ပြောတဲ့အတန်အောင်ဖျောက်မယ်ခုနပိတ်ထားတဲ့အတန်အောင်ပြန်ပြီးတော့ကျွန်တော်တို့ကပြန်ဖွင့်မယ်ပေါ့နော်အသားလေးနားလေးပြန်ဖိလိုက်ရင်ဒီမှာအပိုင်းလေးတော့လာမယ်ဒီမှာဥမော့ပြောတဲ့အတန်အောင်ကျွန်တော်တို့ကပိတ်ချင်တယ်အဲဒါဆိုရင်အပေါ်မှာဆွဲလိုက်ဗျာအပေါ်မှာကျွန်တော်အတန်ဟိုနည်းနည်းရှိရနော်အဲဒါမှာဘောလုဆိုတာလေးရှိရအဲ့တော့ဒီဥမော့ပြောတဲ့အတန်လေးကိုကျွန်တော်ကဖောက်လာမယ်ဘောလုခလုတ်နှိပ်ပြီးတော့ပိတ်ချလိုက်မယ်โอเคပိတ်ချလိုက်မယ်ဒါလေးရပါတယ်ပြီးရင်ဆိုလို့ရှိရင်နောက်တစ်ယောက်ပြောတဲ့အတန်အဒီအတန် ဒီတန်ကြောင့်ကျွန်တော်ပြန်ဖွင့်မယ်နောက်တစ်ရက်ပြန်တဲ့အတန်ကျွန်တော်ပြန်ဖွင့်လိုက်မယ်ဟုတ်ပြီနော်ပြီးဒီမှာဥမော့ပြောတဲ့အတန်ဒီကောင်ပြန်ပေးလိုက်မယ်နောက်တစ်ရက်ပြောတဲ့အတန်ကတော့ပြန်ဖွင့်လိုက်မယ်ပြောင်းပြန်ပေါ့ဗျာတလှည့်စီပေါ့ဒီဗီဒီယိုမှာကျတော့ဥမော့ပြောတဲ့အတန်ကိုပိတ်သွားမယ်နောက်တစ်ရက်ပြောတဲ့အတန်ပဲကြားရမယ်အဲ့တော့အစားပြန်နားထောင်ကြည့်လိုက်ဗျာပြောင်းပြန်ပေါ့ဗျာဒါဥမော့ပြောတဲ့အတန်ကိုပိတ်သွားမယ်နောက်တစ်ရက်ပြောတဲ့အတန်ပဲကြားရမယ်ဟုတ်ပြီနော်โอเค နောက်တစ်ယောက်ပြောတဲ့အတန်ပဲကျွန်တော်တို့ကကြားမှာဖြစ်ပါကျွန်တော်အတန်တိုးထားလို့ပါမေ့နေလို့ပေါ့နော်ပြန်နားထောင်ကြည့်ပါဦးမောပြောတဲ့အတန်ပိတ်မယ်နောက်တစ်ယောက်အတန်လာမယ်ဦးမောပြောတဲ့အတန်ပိတ်ရောမယ်နောက်တစ်ယောက်အတန်လာမယ်โอเคဒါဆိုလို့ရှိရင်အဲ့ဒီနောက်တစ်ယောက်ပြောတဲ့အတန်နဲ့ဗီဒီယိုတစ်ပုဒ်ထုတ်လိုက်မှာဖြစ်ပါတယ် export လုပ်လိုက်မှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဗီဒီယိုနှစ်ပုတ်ရပါပြီဗောနော်ဒါဆိုလို့ရှင်ကျွန်တော်ပြန်ထွက်လိုက်မယ်ပြန်ထွက်ပြီးရင်ကျွန်တော်တို့က ဒီ Adobe Express ဆိုတဲ့ file နဲ့သွားမယ်နော်ဒီ software နဲ့သွားမယ် Adobe Express ဖြစ်ပါတယ် okay အဲ့ထက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော် animation video လေးဆက်လုပ်မယ်နော် okay ဒီထက်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ animate character ဆိုတာရှိပါတယ်ဗောနော်ဒီမှာ animate character okay အဲ့ဒီ animate character ကိုနှိပ်ပါမယ် animate character နှိပ်ဝဲလို့ရှိရင်ကျွန်တော်ဒီထဲမှာရွေးချယ်စရာအသုံးခုရှိပါတယ်ပထမတစ်ခုက character ရွေးရမှာပါ ကာရိုက်တာအနေနဲ့ကတော့ဒီမှာကာရိုက်တာပေါ့နော်ကာရိုက်တာအနေနဲ့ဒီမှာကာရိုက်တာဇက်ကောင်လေးတွေအများကြီးရှိပါလေကိုကြိုက်တဲ့ဇက်ကောင်ရွေးပါပေါ့နော်โอเคနောက်တစ်ခုအနေနဲ့တော့ background background ကြတော့ကျွန်တော်နောက်ခံ background ကဒီမှာလည်းပုံတွေအများကြီးရှိပါလေကိုကြိုက်တဲ့ပုံရွေးလို့ရပါလေအဲဒါမှမဟုတ် background မှာတစ်ခုကောင်းတာကြတော့ကိုဖုန်းထဲကပုံထည့်ခြင်းမှာ upload image ဆိုပြီးတော့ကိုဖုန်းထဲမှာရှိတဲ့ပုံလေးတွေကိုကျွန်တော်တို့ကနောက်ခံပုံအနေနဲ့တုံးလို့ရမှာဖြစ်ပါရဲ့ဗျ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီထဲမှာရှိတဲ့ character လေးနဲ့စမ်းပြမယ်အဲ့တော့ character လေးကိုပြန်နှိပ်မယ် တော့ဒီမှာဥမော့ပြောတဲ့အတန်ကိုကျွန်တော်ဒီကိုက်တာလေးပဲယူလိုက်မယ်အဲ့ဒီကိုက်တာလေးကိုကျွန်တော်ကနည်းနည်းအကြီးသေးကိုကျွန်တော်ဒီအောက်မှာ site လေးရှိရနော်ဒီကောင်လေးနဲ့အကြီးသေးရတယ်ကိုပေါ့လက်အစင်ပြေတော့ဒီလက်နဲ့လည်းအကြီးသေးလောက်လို့ရပါဗျာအဲ့တော့ကျွန်တော်ကဒီနားလေးမှာထားလိုက်မယ်ဗျာအဲ့ဒီနားလေးမှာထားလိုက်မယ်သူကကိုက်တာနှစ်ယောက်လာမှာဖြစ်ကြတော့နောက်တစ်ယောက်တော့ကိုနေရာခြံထားလိုက်မယ်နည်းနည်းလေးဘေးကတ်ထားလိုက်မယ်ဗျာကဲအဲ့လိုလေးဘေးကတ်ထားလိုက်မယ်အဲဒီဒီဒါလေးကပိုကောင်းတော့ဗျာသူကနှခမ်းမွေးနဲ့ဟာတာလောက်တယ်ဆိုတော့ဒီမှာ နှခမ်းမွေးပါတဲ့ဟာလေးကိုကျွန်တော်လုပ်လိုက်မယ်ဗျာကဲဒါလေးကိုလုပ်လိုက်မယ်နှခမ်းမွေးပါတဲ့ဟာလေးနော်โอเคဒီကောင်လေးထားလိုက်မယ်ပြီးရင်ရော background background ကတော့ကျွန်တော်ဗာမြည်တော့ဒါလေးပဲထားမယ်နော် background ဒီကောင်မွေးထားလိုက်လို့မယ်အခြားမြည်တော့โอเคအဲ့ဒါပြီးရင်ကျွန်တော်တို့ bro ဆိုတာနှိပ်လိုက်မယ်မကိုထဲမဲ့ဗီဒီယိုကိုထဲမဲ့ဗီဒီယိုကြတော့ကျွန်တော်တို့အမ bro ဆိုတာလေးတစ်ချက်နှိပ်လိုက် ဒါမှမဟုတ်ကိုကအတန်ဖိုင်နေတဲ့အထက်ကျင်ဆို record နှိပ်ပြီးတော့ကိုကတိုက်ရိုက်စကားပြောပြီးထည့်လို့ရတယ်ကျွန်တော်တို့ကခုနလောက်ထားတဲ့ video နဲ့ထဲမှာဖြစ်ရကြောင်းမလို့ bros ကိုနှိပ်ပါမယ်ပြီးရင်ဒီမှာခုန video နှစ်ပုတ်လောက်ထားတဲ့ရှိရနော်နှစ်ပုတ်လောက်ထားတဲ့ရှိရဥမော့ပြောတဲ့ video နှစ်ပုတ်လောက်ထားတဲ့ရှိပါလေ okay အဲ့ဒါလေးကိုကျွန်တော်တို့အခုထည့်မှာဖြစ်ပါရဲ့ဗျအဲ့တော့ဒီမှာဆိုလို့ရှိရင်6စက္ကန့်မှာနော် okay ကျွန်တော်ဒီအရှိရ video တစ်ချက်အရင်နှိပ်လိုက်ဒါဆိုလို့ရှိရင်သူက auto draw မှာဖြစ်ပါလေ ကျွန်တော်တို့အချိန်တော့စောက်ပေးရမယ်เนาะသူကဒီမှာ auto upload လုပ်နေပါတယ်သူပြီးွားလို့ရှိရင်ချက်ချင်းပြပါတယ်เนาะကဲသူ upload ပြီးွားလို့ရှိရင်ဒီလိုလေးပေါ်လာပါဘောเนาะအဲ့တော့ကျွန်တော်တို့ကဒီလိုလေးမှာပြန်ပြီးတော့နားဖွင့်လို့ရပါတယ်เนาะမှန်စေကဲအဲ့တော့ animation လေးရလာရလာပြီဆိုရင်ကျွန်တော်တို့ download ဆွဲမဆွဲအောင်မ download ဆိုရနှိပ်ပေးလိုက်เนาะ okay ဒါဆိုလို့ရှိရင်သူ download ဆွဲသွားပြီဗီဒီယိုတစ်ပုဒ်ရပြီဒါဆိုရင်ဒုတိယပုဒ်ဆက်ပြီးလုပ်မယ်ဗျဒုတိယပုဒ်ဆက်လုပ်ဖို့ဆိုလို့ရှိရင်เนาะကျွန်တော်နောက်ပြန်ဆွဲလိုက်မယ်เนาะ โอเคနောက်ပြန်ဆုတ်လိုက်ပါမယ်နောက်ပြန်ဆုတ်ပြီးကျွန်တော်ခုနလိုပဲ animate character တွေပြန်ဝင်ပါမယ်โอเคဒီကဆိုလို့ရှင်တော့နောက်ထပ် character တစ်ခုကိုထည့်ယူမယ်ပြီးရင်နောက်ထပ်ခုနထုတ်ထားတဲ့ video တစ်ပုဒ်နဲ့ကျွန်တော်လုပ်มาဖြစ်ပါတယ်โอเคဒါဆိုရင်ခုနနေရာလေးကျွန်တော်ပြန်ရောက်လာပြီဗျာအဲ့ဒီမှာဆိုလို့ရှင်ကျွန်တော် character ပြောင်းမယ်ခုနဒီ character เนาะအခုနောက်ထပ် character ကျွန်တော်ဒီကောင်လေးပြောင်းလိုက်မယ်ဗျာโอเคဒီကောင်လေးပြောင်းလိုက်မယ်ပြောင်းပြီးရင်ခုန character မှာ debate ထားဆိုတော့ကျွန်တော် တို့က၂ယောက်ထားမှာဖြစ်ကြမလို့ not the boss ဆိုတော့ debate ထားလိုက်မယ် ဒါမှနှစ်ပုတ်ပြန်ဆက်လို့ရမှာလေအဲ့လိုထားမယ် background တော့မပြောင်းတော့ဘူး background အတူတူပဲထားမယ်ပြီးရင်ကျွန်တော် browse ကိုနှိပ်မယ် browse ကိုနှိပ်ပြီးတော့ခုနဒုတိယ channel video ပေါ့နော်ခုနဒုတိယ channel video ကိုကျွန်တော်ဆက်လုပ်မယ် okay ဒါနောက်ထပ်အသံပေါ့အဲ့ဒါလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ခဏဆောက်ပေးရမယ်ဗျကဲဒီတော့နေပြီဆိုလို့ရှိရင်ခဏဆောင်မယ်ဒီဘီဒီယိုပြည့်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်အဲ့ဗီဒီယိုနှစ်ခုပြန်ပေါင်းပေးရမှာဖြစ်ပါတယ်။ကဲဗီဒီယိုလေးရလာပါပြီရလာပြီဆိုတော့ကျွန်တော်တစ်ချက်ဖွင့်ကြည့်မယ်နော်။ကဲဒါဆိုလို့ရှိရင်သူ့ရဲ့အတန်ကြားမှာဖြစ်ပါတယ်။ဒါဒုတိယလိုပြောတာပါနော်။ โอเคအဲ့ဆိုဒါဒုတိယလို့ပြောတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီဗီဒီယိုလေးကိုဒေါင်းလုဒ်ဆွဲလိုက်မှာဖြစ်ပါတယ်ခဏဆောင်းလိုက်ပါကဲဒီဗီဒီယိုဒေါင်းလုဒ်ဆွဲဖို့ရဆိုလို့ရှင်တော့ကျွန်တော်တို့က in short ထဲကိုသွားမှာဖြစ်ပါတယ်โอเคပြီးသွားပြီเนาะပြီးပြီဆိုတော့ကျွန်တော် in short software ထဲပြန်သွားမယ်ခုနဗီဒီယိုနှစ်ပုဒ်ကိုသွားပြန်ပေါင်းมาဖြစ်ပါတယ်အဲ့တော့ကျွန်တော် screen တစ်ခုလည်းဖြစ်အောင်ပေါင်းမယ်เนาะโอเคဗီဒီယိုလေးကိုနှိပ်ပါမယ်ဗီဒီယိုလေးတစ်ခုနှိပ်ပြီးကျွန်တော်အပေါင်းလေးနှိပ်မယ်အပေါင်းလေးနှိပ်ပြီးတော့ဒီမှာ animation ဗီဒီယိုနှစ်ပုဒ်ရှိပါဗျာနှစ်ပုဒ်ရှိရဆိုတော့ကျွန်တော်တို့တစ်ပုဒ်ကိုအရင်ရွေးလိုက်မယ်โอเคဒီပုဒ်လေးရွေးလိုက်မယ်ဗျာ ရေးပြီးရင်ကျွန်တော်တို့အမှန်ကြီးလေးနှိပ်လိုက်မယ်နော်။ Okay အမှန်ကြီးလေးနှိပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကျွန်တော်ရပါပါပြီ။ဒီဗီဒီယိုလေးရသွားပြီ။ရသွားပြီဆိုတော့ကျွန်တော်တို့အဲ့ဒီမှာ logo ဖြောင်းနေမှာ in shot logo ကြီးပါနေ logo ဖြောင်းနေရတော့အဲ့ဒီအမှန်အမှားကြီးလေးပဲနှိပ်လိုက်အပေါ်ကချက်ချက်ကလေးနှိပ်ပြီးပြီးရင် pre roll mode ဆိုတာနှိပ်ပြီ။ဒါဆိုရင် तू ကြော်ညာလာလိမ့်မယ်။ကြော်ညာလာပြီးရင် तू ပိတ်သွားလိမ့်မယ်နော်။ Okay ဒါလေးကတော့ in shot logo ဖြောင်းနေဖြစ်ပါတယ်။ Okay ရပြီကြော်ညာကြည့်ပြီးပြီဆိုတော့ကျွန်တော်ဒီမှာ logo မရှိတော့เนาะဒါဆိုရင်ဒုတိယ character ကျွန်တော်တို့ဘယ်မှာထည့်မလဲဆိုတော့ဒီမှာ ော့ PIP ဆိုတဲ့ဟာလေးနှိပ်အဲ့ဒါ PIP ဒါကဗီဒီယိုအကြီးထဲမှာအသေးထက်ရပါတော့ PIP လေးကိုချက်နှိပ်မယ်နှိပ်ပွားရင်ကျွန်တော်တို့ကဒုတိယကာရက်တာဖြစ်တဲ့ဒီဒုတိယဗီဒီယိုလေးကျွန်တော်နှိပ်လိုက်မယ်နော် Okay အဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင် Okay ဒီမှာဒီဗီဒီယိုလေးရောက်လာရောဗျာအဲ့တော့ဒီဗီဒီယိုနှစ်ခုကိုညီဝအောင်ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာဒီ၄တောက်ခွက်လေးရှိရဗျာအဲ့ဒီခွက်လေးတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုကလုံးဝအပြည့်ဖြစ်သွားပြီဒါပေမဲ့ပြဿနာကဒီဗီဒီယိုကခုနပထမဗီဒီယိုကိုဖုံးသွားတယ်ဗျာ ောရတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုပြန်ပေါ်အောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဟာနော်ဒီဗီဒီယိုလေးကိုတစ်ချက်ထောက်အခုအခုထပ်ထည့်လိုက်တဲ့ဒီဗီဒီယိုလေးကိုတစ်ချက်ထောက်လက်လျားတစ်ချက်ထောက်မယ်ထောက်ပြီးအပေါ်မှာကျွန်တော်တို့ max ဆိုတာလေးယူမယ်ဟုတ်ပြီနော်ဒီမှာ max ဆိုတာလေးရှိပါတယ် mask max max ဆိုတာလေးတစ်ချက်နှိပ်လိုက်ပါအဲ့ဒီ max ဆိုတာလေးတစ်ချက်နှိပ်ပြီးဒီမှာကျွန်တော်အောက်မှာပုံစံလေးရှိတယ်အဲ့မှာကျွန်တော်ရှေ့ဆုံးဟာလေးယူရဲမယ်နော်ဒီရှေ့ဆုံးအတန်းလေးအဲဒီကောင်လေးယူလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီပေါ်မှာဒီဇိုင်းလေးပေါ်လာမှာဖြစ်ပါတယ်ဒီကောင်လေးပေါ့ဗျာဘာမှမယူရလို့ရှိရင်တော့လုံးဝမပေါ်ဘူး ဒီကောင်လေးရွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာအတန်းလေးပေါ်လာပြီအဲ့ဒီအတန်းလေးကကျတော့ကျွန်တော်တို့ကတစ်ဖက်မြင်တယ်တစ်ဖက်ပြောက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကနှစ်ဖက်လုံးမြင်အောင်ဆိုလို့ရှိရင်သူ့ကိုကင်ပြီးတော့လှည့်ပေးလိုက်အဲဒီမျိုးလေးလှည့်ပေးလိုက်လေတက်တက်မှထားပေးလိုက် background လည်းအတူတူပဲရွေးထားလိုက်ဖြစ်တဲ့ကြောင့်မလို့ဘာမှအစင်မပြေအစရာမရှိတော့နော်တကယ်လို့ဒီဘက်မှာထားမယ်ဆိုရင်ဒီကောင်ကပျောက်သွားမှချိန်သေးတယ်အဲ့တော့နှစ်ခုလုံးပေါ်ဆိုဒီမှာထားပေးလိုက်မယ်နော်ဒီလိုထားလို့လည်းမရတော့ဆိုဒီကောင်ပျောက်သွားမှအဲ့တော့အလေတက်တက်မှထားလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်နှစ်ခုလုံးမြင်ရပြီဆိုရင် MNG လေးနှိမ့်လိုက်ပါ ဒါဆိုရင်အတန်ကလည်းအတူတူပဲဘီယိုတပုတ်ထဲလောက်ထားတာဖြစ်တဲ့အကြောင်းမလို့ဘာမှညှိစရာမလိုတော့ဘောဗျာအဲ့တော့ပြန်ဖွင့်ကြည့်လိုက်မယ်โอเคဒါဆိုလို့ရှင်တော့ကျွန်တော်တို့အမှန်ကြည့်လေးနေလိုက်ရပြီဗျာဒီ animation video လေးရလာပြီဗောနော် ီးတော့မှကိုကဟာသားဗီဒီယိုထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်နောက်ကနေဟာသားဗီဒီယိုလေးထပ်ထည့်ပေါ့ဗျာကဲတကယ်လို့ဟာသားဗီဒီယိုထည့်မယ်ဆိုကျွန်တော်ထည့်နေပါတခါပြလိုက်မယ်ဒီမှာအောင်အပေါင်းလေးထပ်နှိပ်ရမယ်เนาะအပေါင်းလေးနှိပ်လိုက်ပါမယ်ဟုတ်ပြီပြီးရင်ဒီမှာကျွန်တော်ဗီဒီယိုလေးထပ်နှိပ်မယ်အော်ဒီခုနကတော့ကိုဥမောရဗီဒီယိုမှာပေါ့နော်ဒါမူရင်းဗီဒီယိုမှာကျွန်တော်နောက်ကရည်တဲ့ဟာလေးပါတယ်ဗျရည်တဲ့ဟာလေးပါတယ်ကျွန်တော်ကအဲ့တော့ဒီရည်တဲ့ဟာလေးပဲထည့်မယ်ဒီရည်တဲ့ဟာလေးပဲထည့်ခြင်းနဲ့ဆိုတော့အဲခဏလေးဆိုက်ကြည့်လိုက်အဲဒီရည်တဲ့နေရာကျွန်တော် မတစ်ချက်ထောက်မယ်ပြီးရင်မ split ဆိုတာလေးနှိပ်ပြီးဖြတ်လိုက်မယ်။ဒီလိုလေးနှိပ်ပြီးဖြတ်လိုက်မယ်ဒါဆိုနှစ်ပိုင်းကွဲသွားပြီပေါ့နော်။ချီတဲ့အပိုင်းမဲ့လိုချင်တယ်ဆိုတော့ဒီရှိရအပိုင်းကမလိုချင်ဘူးအဲ့ဒီအပိုင်းကိုနှိပ်မယ်ပြီးရင်အဲ့ဒီအပိုင်းနှိပ်ပြီးတော့အမိုက်ပုံးလေးနှိပ်လိုက်မယ်ဒါဆိုရင်အဲ့ဒီအပိုင်းကပျောက်သွားပြီ။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးဖြစ်သွားမယ်ဗျာ။ โอเคဒါဆိုလို့ရှိရင်ရည်တဲ့ဟာလေးထပ်ဝင်တာဗောနော်မထည့်ကျင်လဲရပါတယ်မထည့်ကျင်နှိပ်ပြီးတော့အမိုက်ပုံလေးပြန်နှိပ်လိုက်ရင်ပြတ်သွားပါဗောနော်โอเคဒါလေးကိုစိတ်မယ်ဆိုရင်တော့ကျွန်တော်အပေါ် export ဆိုတာလေးနှိပ်လိုက်ပါပြီးရင် export ဆိုတာလေးပဲထပ်ပြီးတော့နှိပ်ဒီမှာကျွန်တော်တို့ဘလောက် size နဲ့ကိုက resolution ဘလောက် size နဲ့သွားကျင်လဲရွေးလို့ရတယ် 2K နဲ့သွားကျင်လား 3K နဲ့သွားကျင်လားဒီမှာတော့ 2K 3K မတွေ့သေးဘူးဗျာဒီမှာအာကိုအများဆုံးဗောနော်အများဆုံးက1000ညာ800ညာအဲ့ဒါပဲပါတယ် ဲ့တော့ဒါမှမဟုတ်920နဲ့သွားလိုက်ရတယ်။သူကတော့အမြင့်ဆုံးပဲပေးထားတာเนาะအဲ့တော့ထားလိုက်ပါကျွန်တော်တို့ဒီမှာဘာမှမလုပ်ရပိုကောင်းပါလေပြီးရင် export နှိပ်လိုက်။ဒါဆိုရင်ဒီ animation video လေးကိုကျွန်တော်တို့ရလာမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာအဲ့ဒီဗီဒီယိုလေးကိုဒီ Apple နဲ့မှပြန်ဝင်ကြည့်မယ်။အဲ့တော့ဒီမှာဗီဒီယိုလေးပေါ်နေပါပြီပြန်ဝင်ကြည့်မယ်။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဒီ15စက္ကန့်ကမူရင်းဗီဒီယိုเนาะ TikTok နေတအားလို့ဆိုရဲမူရင်းဗီဒီယိုကျွန်တော်တို့ဒီမှာ10စက္ကန့်10စက္ကန့်ဆိုတာကဥမောအတန်နဲ့အခြားတယောက်ရဲ့အတန်ကိုခွဲထုတ်ထားတဲ့ဗီဒီယို။အဲ့ဒီမှာမှာဒီဗီဒီယိုလေးနှစ်ပေါ်ကကြတော့အဲ့လိုပဲခုန ဒီရဗီဒီယိုနှစ်ပုတ်ကို animation ဗီဒီယိုနှစ်ပုတ်ပြန်လှုပ်ထားတာဗောနော်30စက္ကန့်30စက္ကန့်နောက်ဆုံးဒီ30စက္ကန့်ကတော့ဒီ animation ဗီဒီယိုနှစ်ပုတ်ကိုတပုတ်တည်းပြန်ပြန်ပေါင်းလာတာနောက်ဆုံးရလက်ထွက်လာတဲ့ဗီဒီယိုဗောနော်နားထောင်ကြည့်ပါအဲဒီနှောင်းမှာကွတ်တယ်ဦးမယ်ခါရဲချမောင်းမယုံချမောင်းမယုံအဲ โอเคဒါဆိုလို့ရှင်ခုလိုနေတဲ့ကြောင့် animation video အများကြီးလုပ်လို့ရပြီတကယ်လို့ကိုလုံးမဲ့ video တော့မှာကြိုက်တာ၃ခုရှိရဆိုလို့ရှင်ကျွန်တော်တို့ကအခုလိုမျိုးအဲတယောက်တည်း video ၃၃ပုတ်ထွက်အောင်လုပ်အောင်ပါဗောနော်၃ပုတ်ထွက်အောင်လုပ်မယ်ပြီးတော့မှာဒီလိုမျိုးပြန်ပြီးတော့တစ်ပုတ်တည်းဖြစ်ပြန်ပေါင်းมาဖြစ်ပါတယ်ကြဲအဲ့လိုနီးလေးနဲ့ကျွန်တော်တို့က animation video တွေကိုလွယ်တကူလုပ်လို့ရပြီးတော့ view တွေအများကြီးရရှိมาဖြစ်ပါတယ်အဲ့တော့လုပ်ကြည့်ပါဗျာ အဲအဆင်မပြေအဆင်ပြေရလေးတွေမပြေရလေးတွေတော့ comment မှာပဲရေးသွားခဲ့ကြရအောင်နော်လိုအပ်တာရှိရင်ကျွန်တော်နောက်ထပ်လာပြီးတော့ထပ်ပြောပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ